အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရတာလုံးဝပွဲကြီးပွဲကောင်းအခြေအနေကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အလက်ရှိမှာတော့ကျွန်တော် Manchester Derby မှာတော့ဒါ Manchester United အသင်းနဲ့ Manchester City အသင်းတို့ကတွေ့ဆုံကြမှာဖြစ်ပါတယ် Manchester United အသင်းရဲ့အိမ်ဝင်းတာကျွန်တော် Old Trafford မှာ Manchester City အသင်းကိုယဉ်ဆိုင်အောင်ဖြစ်တော့ကြတာဟာတော်တော်လေးကိုစိတ်ဝင်စားမှုကောင်းပါတယ်အဲ့တော့ဒါကျွန်တော်မင်းကလည်းကျွန်တော်ဗီဒီယိုတသက်တင်ထားခဲ့ပါတယ်လက်ရှိမှာတော့ကျွန်တော် Manchester United အသင်းရဲ့ Captain ဖြစ်နေတဲ့ကျွန်တော် Bruno Fernandes နဲ့ဒါကျွန်တော်တို့ Manchester Manchester United အသင်းရဲ့ဒါကျွန်တော်တို့မင်းသားဖြစ်တဲ့ဒါ Mason Mount ရဲ့ ဒါကျွန်တော်တို့အမြဲတမ်းကန်တင်တိုင်းလွဲလွဲနေတဲ့ဒါကျွန်တော်တို့ဒီဂိုဒါလော့တို့အုပ်စုအနေနဲ့အခုလက်ရှိမှာဒါမဲမြန်မာနိုင်ငံအတွက်ဒါထပ်မံပြီးတော့တိုက်ကဘီယာကနေတစင်ဆူတောင်းပေးခဲ့တယ်။အဲ့တော့ဒီနေရာမှာဒါကျွန်တော်ဂျုံလုံးလေးဂျုံညာဝင်နေတာတိုက်ကဘီယာကိုဂျုံညာဝင်နေတယ်။ဒါကျွန်တော်တိုက်ကဘီယာနေနဲ့အခုလက်ရှိမှာဒါပုံမှန်လေးလေးပြောမယ်ဆိုတော့မဘရူရီစစ်တပ်အောက်မှာလည်းမရှိတဲ့အပြင်ဟင်းနစ်ကင်းမြန်မာအောက်ထဲရောက်သွားပြီဖြစ်တဲ့ကြောင့်မို့လားတောက်သုံးမယ်ဆိုရင်တော့တောက်သုံးလို့ရပါတယ်။ဒါကျွန်တော်ခုနကဘာမှဂျုံညာမရောက်ဒါမဲခုနကဘယ်လိုပဲ promote လုပ်ပေးနေဖြစ်ပါတယ်။အဲ့တော့ Manchester United အသင်းရဲ့ကစားသမားတွေကို Manchester United အသင်းတွေတော့ဒါ Manchester United အသင်းမမေးရ Brand Brentford ပြီးတဲ့အချိန်မှာဒါကြောင့် Manchester United အသင်းကဒါမြန်မာနိုင်ငံအတွက်စုမုံကောင်းတောင်းပီးခဲ့တဲ့အသင်းတွေကတသင်းပြစ်ခဲ့တယ်ပြီးတော့ဒါ Manchester City အသင်း Manchester City အသင်းကလည်း Manchester United အသင်းပြီးတဲ့အချိန်မှာဘလောက်မှမကြတဲ့အချိန်မှာပဲ City အသင်းကတော့လက်ရှိမှာဒါကျွန်တော်တို့မြန်မာနိုင်ငံအတွက်စတိုက်ဆူတောင်းပေးအဲ့တော့ကျွန်တော်လက်ရှိမှာမြန်မာနိုင်ငံအတွက်ဆူတောင်းပေးခဲ့တဲ့ညီနောင်နှစ်ယောက်အနေနဲ့တကယ်ကိုဒါအင်မတန်မှဒါကျွန်တော်တို့ကျေးဇူးတင်ပါလို့ဒီညမှာပြောချင်ပါတယ်အဲ့တော့ဒီနှစ်ပွဲစဉ်ကတော်တော်လေးကိုမြိုင်ပဲဒါပေမဲ့ လက်ရှိမှာဒါကျွန်တော်တို့ဘောလုံး industry ကလူတွေလည်းအပူမိနေလို့ထင်တယ်။တချို့ဆိုရင်ဒါကျွန်တော်တို့ဒီနေ့မှာဒါကျွန်တော်တို့ United နဲ့ City နဲ့ပွဲရှိမယ်ဆိုတော့တော့မှတော်တော်လေးကိုဒါသတိမထားမိကြဘူးလို့ကျွန်တော်တို့လူတွေတော်များပြောပြနေကြတော့တွေ့ရမယ်တဲ့မှာပါရပါ။အမှန်တမ်းပြောရင်ဒါဟာစိတ်မကောင်းစရာအချက်တစ်ခုပဲ။အဲ့တော့လက်ရှိအချိန်မှာဆိုဒါဟာအတမှာဘာဖြစ်တယ်ညာဖြစ်တယ်ဒါကျွန်တော်တို့လုံးဝလုံးဝလေတွေတိုက်ပြီးလုံးဝကြီးကျယ်တော့ကျွန်တော်ဘင်းနေရမယ့်အချိန်မှာတကယ်လဲကျွန်တော်ဒါလေတိုက်သွားတဲ့ဥစားကတော့ကျွန်တော်မန်လီမြို့နယ်စကိုင်းမြို့မှာလေတိုက်သွားခဲ့တဲ့ဖြစ်တယ်။အဲ့တော့ အခုချိန်မှာဒါကျွန်တော်တို့လေးတိုက်တာမကောင်းဘူးနော်လေးလက်တိုက်တာမကောင်းမူးလက်ရွာတာမကောင်းဘလူးမတ်တာတွေကကောင်းတဲ့အနေထားတစ်ခုမဟုတ်ဘူးအဲ့ဒါကြောင့်မလို့လက်ရှိမှာဒါပုံမှန်လင်းလင်းပြောရမယ်ဆိုရင်တော့ဒါလေးတိုက်တာလည်းမကောင်းမူးရွာတာလည်းမကောင်းလို့ကျွန်တော်အနေနဲ့မြင်မိတယ်အဲ့တော့လက်ရှိမှာဒါ Manchester United နဲ့ Manchester City ပွဲစဉ်မတိုင်ခင်မှာတော့ United ပိတ်သက်တွေကဒီနေ့ပွဲစဉ်မှာဘလူးပဲရလက်ရလက်ထွတ်ထွတ် United မြန်မာနိုင်ငံ United ပိတ်သက်တွေအနေနဲ့ဒီနေ့ပွဲစဉ်အတွက်ဒါကျွန်တော်အကုန်လုံးကတော့ခွင့်လွှတ်ပြီးသားဖြစ်တယ်ဆိုပြီးအကုန်လုံးပြောထားတယ်ဘာလို့ လက်ရှိမှာဒါကျွန်တော်မြန်မာနိုင်ငံအတွက်ဒါကျွန်တော်တို့လက်ရှိ Premier League အသင်းတွေထဲမှာဆိုရင်တော့ Bradford ပြီးရင်တော့မြန်မာနိုင်ငံကလှုပ်ပေးဆုံးလို့ဖြစ်သွားတယ်တဲ့မှာပါတယ်ကြောင့်ဒါလူလူများအကြိမ်ဘယ်လိုရှုံးနောက်ဆုံးကွာတက်မှာ UPS ပြရှုံးနေတော့မှဘတူပါစိတ်မဆိုဘာမဲ့ကျွန်တော်အနေနဲ့ဒီနေ့ပွဲစဉ်ကတိတ်ပြီးတော့ခြေစွမ်းရအရန်ကွာမယ်လို့တော့မထင်ဘူး ယူနိုက်တက်အသင်းရဲ့လက်ရှိမှာ Northern Forest အသင်းကိုရှုံးထားတယ်ဆိုတာတော့မှန်ပေမဲ့လက်ရှိအခြေစွမ်းအရဆိုရင်တော့ဒါတေချာတကူကစီးအသင်းကိုတို့ဒါကျွန်တော်တို့ဒါအရင်တော့ကဒါကျွန်တော်တွေ့တယ်အားအားနေတာလက်ရှိမှာဒါမဆိုးဘူးဆိုတဲ့ခြေစွမ်းတကူကို United စီကမြင်ရမယ်တယ်မပါတယ်စီးအသင်းကိုတည်းကလက်ရှိမှာဒါနိနေပွဲစဉ်တော့တို့ကလူချန်ထားပြီးသားဖြစ်တယ်ရှေ့ကဒါကျွန်တော် Leicester နဲ့ပွဲစဉ်မှာဒါစီးအသင်းနေလောကဒါကျွန်တော်တို့တွေ့ရအဓိကလူတော်များခြံသွားတဲ့အရာကိုတွေ့ရမယ်တယ်မပါဒါပေမဲ့လက်ရှိမှာစီးအသင်းကတော့အားနေနေမဲ့တစ်ချက်ကဘာလဲလို့ပြောပါဆိုရင် Erling Haaland မပါလာနိုင်တဲ့ကတို့တို့တော်တော်လေးကိုထိခိုက်နေတာမှု ြီးမားမဲ့အနေအထားမှာရှိရလို့ပြောလို့ရတယ်အဲ့တော့လက်ရှိမှာဒါ Manchester United အသင်းကလည်းဒန်ယာရီဘလဘွားနဲ့တင်းတင်းဆက်လက်ပြီးဖြစ်နေစေဖြစ်တယ် Kobe Mainu, Matthew Delit, Tommy Dent, Aiden Heaven, Johnny Evans, Lisandro Martinez, Luke Shaw အာမက်ဒီယာတို့ဒီကစားသမားတွေကတော့ဒါကျွန်တော်တို့ဆက်လက်ပြီးတော့လွဲချော်မဲ့ကစားသမားဆင်းရင်းဖြစ်တယ်။တစ်ဖက်ကဒါကျွန်တော်တို့ Manchester City ဘက်ကပြန်ကြည့်မယ်ဆိုရင်တော့ John Stone, Manuel Akanji, Nathan Ake, Rodri, Erlen Haaland ဒီလိုကစားသမားမျိုးတွေကဆက်လက်ပြီးတော့ဆက်လက်ပြီးတော့ချော်ဖြစ်တယ်။အဲ့တော့လက်ရှိမှာဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Manchester United ဘက်ကိုနည်းနည်းလေးပြန်ပြီးတုံ့တက်ရမယ်ဆိုရင် Manchester United အသင်းကနောက်ပိုင်းပွဲစဉ်တွေမှာခံစစ်ပိုင်းအရာဖြစ်တော်တော်လေးကို solid ဖြစ်လာခဲ့တယ်။ပြန်ကြည့်မယ်ဆိုရင်လက်ရှိမှာ United အသင်းကဒါတပွဲကိုပြင်းမြတကူးလောက်ပေးတာကလွင်ခံစစ်ပိုင်းကတော်တော်လေးကိုကျစ်လာခဲ့တယ်လို့ပြောလို့ရတယ်။အဲ့တော့ Leicester City နဲ့ပွဲစဉ်မှာက ကလင်းရှိယူခဲ့တယ်။ Real Sociedad နဲ့ပွဲစဉ်မှာဒါကျွန်တော်တို့ တကူပဲပေးခဲ့တယ်အာဆနယ်လိုသင်းမျိုးတကူပေးရတယ်ရီယယ်ဆိုစီတဲအင်္ဂုမတကူပေးရတယ်ပြောချင်တာ United အသင်းနေနဲ့အခုလက်ရှိမှာ cancel ပိုင်းရပြန်ကြည့်မယ်ဆိုတကူနဲ့ပေးခဲ့တကူနဲ့အထပ်ပေးခဲ့ရတဲ့ပွဲစဉ်ကနောက်ဆုံးပြိုင်ပွဲဆိုငါ့ဘက်မှာလုံးဝမရှိခဲ့ဘူးလို့ပြောလို့ရတယ်တစ်ဖက်က Manchester City သင်းကလက်ရှိမှာဒါကျွန်တော်တို့ United နဲ့ခြေစွမ်းအပြည့်တိတ်တော့မကွာဘူးသူတို့ကတပွဲပူနိုင်ထားတာမှန်ပေမဲ့လက်ရှိမှာ City သင်းကဒါတိုက်စစ်ပိုင်းရနည်းနည်းလေးပြန်ကောင်းလာခဲ့တယ်ဒါဘိုးမောက်ကို2ဂိုးပြန်သွင်းလာနိုင်ခဲ့တယ် Leicester ကို2ဂိုးသွင်းနိုင်ခဲ့တယ် Brighton ကို2-2ဒါအခုလက်ရှိမှာပြန်တပွဲပြန်မြအပြည့်ဒါ City သင်းနဲ့2ဂို တိတိပြန်သွင်းလာနိုင်ခဲ့တာကိုတွေ့ရမှာနော်တန်ဘွဲစ်နဲ့နှစ်သိန်းလုံးကရှိကြတာဒါနှစ်သိန်းလုံးကနှစ်သိန်းလုံးကိုဒါကျွန်တော်နူနူအက်စပရက်တိုဆန်တိုစီအတင်းတင်းဖြစ်တဲ့နော်တန်ဘွဲစ်ကနိုင်ထားတာဖြစ်တယ်နှစ်သိန်းလုံးမှာလက်ရှိမှာနောက်ဆုံးပြိုင်ပွဲဆိုငါ့ဘက်မှာတပွဲစီရှုံထားခဲ့တယ်အဲ့ဒီရှုံထားခဲ့တဲ့ပွဲစဉ်ကနူနူအက်စပရက်တိုဆန်တိုစီနော်တန်ဘွဲစ်ဖြစ်တယ်အဲ့တော့ နူနိုရဲ့ဒါကျွန်တော်တို့ဟို Not Dan Forest အတင်းကအင်မတန်မှချီချူးဖို့ကောင်းတယ်ဆိုတော့လုံးဝကျွန်တော်တို့ဒါပြောစရာမလိုဘူးလို့ကျွန်တော်အနေနဲ့မြင်မိရတဲ့မှာပါတယ်အကျွန်တော်တို့ဒါ Not Dan Forest ကိုဒီနေရာမှာချီချူးပြရစီပေါ့အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါနှစ်သင်းလုံးကိုပြန်ကြည့်မယ်ဆိုတော့ဒါ United ဘက်ကလက်ရှိမှာ Cancel Buy အဖြစ်တော်တော်လေးကို strong ဖြစ်လာတဲ့အချိန်မှာတဘက်က City ဘက်က Cancel Buy ကတော်တော်လေးကိုနမောနမောဖြစ်လာတယ်လို့ပြောလို့ရတယ်အဲ့တော့နောက်ဆုံးပြိုင်ပွဲစဉ်၅ပွဲမှာ City တင်းနဲ့ Leicester City နဲ့ပွဲစဉ်ကလွဲလို့ကျန်တဲ့ပွဲစဉ်တွေမှာအကုန်လုံး goal ပေးထားခဲ့ရတော့တွေ့ရမယ်တဲ့မှာပါအဲ့တော့ဒါကျွန်တော်လေးကြွားချင်တာကျွန်တော်ဒါဒီနေ့မှာရှာရှာပါပါကျွန်တော် Father နဲ့ကျွန်တော်ဒါ မန်ချက်စတာဒါဘီကိုကြည့်မှာဖြစ်တဲ့ကြောင့်ပွဲပြီးသုံးသက်ချက်မှာကျွန်တော်ကျွန်တော်ဖာသာဤဒီပွဲမှာဘလူးဂရိတာဆဲခဲ့တဲ့ဆိုတဲ့ကြောင့်ခင်ဗျားတို့ထည့်ပြပြတော့မှာဖြစ်တယ်ပေါ့နော်အဲ့တော့ပြောချင်တာလက်ရှိမှာဒါကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ဒီနေ့ပွဲစဉ်မှာဒါတို့ရဲ့343မှာကန်ဆယ်ပိုင်းရများများလူများများစားမရှိဘူးအဲ့တော့အေဒင်ဟေဗင်တယောက်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ပြန်လည်ပြီးပေါဝင်နိုင်မှာပြောင်းမပေါဝင်နိုင်မှာမသိကြသေးဘူးဒါပြကျွန်တော်တို့ယူနိုက်တက်မှာကလက်ရှိမှာဒီလူစင်းကအကုန်မဲဆိုတဲ့နေရာတစ်ခုကိုတွားပြီးအယူနိုက်တက်အသင်းနဲ့ဒီနေ့ပွဲစဉ်မှာတည်တည်ချာချာထိမ့်မိကစားမှာဖြစ်တယ်ဘာကြောင့်လဲဆိုတော့လာမဲ့ကျွန်တော်ချားရဲ့အထဲမှာလဲ Lion အသင်းမျိုးနဲ့ကစားရမယ့်အတွက်ကြောင့်မို့ United အသင်းနေနဲ့ဒီနေ့ပွဲစဉ်မှာလူစင်းအဖြစ်လုံးဝနာလို့မရနေတာဖြစ်သွားတယ်။အဓိကပြောရမှာတော့ United အသင်းနေနဲ့အခုလက်ရှိမှာသူတို့ရဲ့ main man ကစားသမားဖြစ်တဲ့ Bruno Fernandes ကလုံးဝလုံးဝအထီးကိမ်းပဲခံနေနေတာတခုရောက်သွားမယ်လို့မြင်တယ်။တစ်ဖက်ကတော့ကျွန်တော်တို့လက်ရှိဒါ Manchester City အသင်းကိုပြောအောင် Manchester City အသင်းမှာလက်ရှိမှာကျွန်တော်တို့ပြော personally ကျွန်တော်အမြင်ပုံစံရင်တော့ Erling Haaland မပါပဲ Omar Mahmoud တယ်လေအဆင်ပြေနိုင်တယ်လို့မြင်တယ်။ဒါကျွန်တော်ဘာနဲ့သွားတူမလို့ဒါမနစ်ကဒါကျွန်တော် triple ရတဲ့ triple ကိုဆို triple ရတဲ့မနစ်က triple မဟုတ်ဒါကျွန်တော် Premier League တိုက်တဲ့၃လုံး၄လုံးဆက်ရတဲ့နှစ်မှာ ဟာလန်ကကေဗင်ဒဘရိုင်းနာကိုယာတီတစ်ခုယာတော့ကျွန်တော်အခြေအနေတစ်ခုယာနာသွားခဲ့တယ်။မမေရအဲ့ဒီအချိန်မှာဒါကျွန်တော်အိုမာအိုက်တော့ဖေးဖူတန်ရဲ့ဒါကျွန်တော်တို့ဟူလီယန်အက်ဒရက်ရဲ့အကောင့်ဒါအမို့အဲ့ဒါထရီဘယ်ရဲ့နှစ်တင်တယ်။မနစ်ကမို့တော့အဲ့ဒါထရီဘယ်ရဲ့နှစ်ထရီဘယ်ရဲ့နှစ်မှာဒါကျွန်တော်တို့အမို့ဒီနှစ်မှာမအက်ဒရက်ပြောင်းသွားတယ်နဲ့။ဟုတ်တယ်မနစ်ကအက်ဒရက်ရှိသေးတယ် sorry ကျွန်တော်ခဏခဏကျွန်တော်နည်းနည်း confuse ပြန်။အဲ့တော့ဟူလီယန်အက်ဒရက်နဲ့ကျွန်တော်လက်ရှိအနေထားရာဒါကျွန်တော်တို့ဟူလီယန်အက်ဒရက်ရဲ့ဒါကျွန်တော်တို့ ဗာလဲကျွန်တော်တို့ဖေဖူတန်ခြေစွမ်းပြယူအဲ့တော့ဒီနှစ်မှာတော့ခုနကအဲလင်ဟာလန်နာသွားတဲ့အချိန်မှာကျွန်တော်ရဲ့ပါစနဲ့အမြင်ရဆိုရင်တော့ရှစ်ရှစ်နဲ့ဘုံမွေးလေးလက်ပြောရမယ်ဆိုရင်လက်ရှိဒါကျွန်တော်ကေဗင်ဆိုတော့ကျွန်တော်ဂျက်ဂရီလစ်ကကွင်းလယ်မှာတော်တော်လေးမဆိုးဘူးဒါရှေ့ပွဲမှာဂျက်ဂရီလစ်ရဲ့ခြေစွမ်းအရာဒါကျွန်တော်တော်တော်ကြီးကိုမိုက်နေတဲ့ခြေစွမ်းတစ်ခုကျွန်တော်မြင်လာခဲ့ရတယ်အဲ့တော့ဂရီလစ်တာဟာသူ့ရဲ့နောက်ဆုံးရာသီဖြစ်လာပြီးဖြစ်တဲ့အတွက်ကြောင့်ဒါဒီနေ့ပွဲစမှာသူခြေစွမ်းပြအောင်လားကျွန်တော်တို့ချက်တော့စောင့်ကြည့်နေတဲ့တော်မှာပါတယ်အဲ့တော့ဟူလီယန်အဗရက်စ်လက်ရှိဒါကျွန်တော်တို့အမ်ဖေဖူတန်နေရာဂရီလစ်နဲ့ဥမမမိုးစတိုယူဘီဒီနေ့ပွဲစမှာယူနိုက်တက်ကိုဗာမ Lubiana. Però ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်အမြင်ရပြောမှာဆိုကေဗင်ဒေဘရိုင်းနာကိုသူထုတ်သုံးလာနိုင်တဲ့အနေအထားမှာရှိတယ်။ဒါပေမဲ့ဒါကျွန်တော်တို့ကဘာလို့ United နဲ့ဒါ City နဲ့ကွာဟတဲ့အဓိကအကျချက်ကဘာလဲလို့ပြောပါဆိုရင်တော့ United အသင်းအနေနဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ခုနကပြောတဲ့လူချန်ပီကစားမှာဖြစ်ပြီးတော့လာမယ့်ကျွန်တော်တို့ဒါဂျာက်ကယူရိုပွဲစဉ်မှာလည်းဒါကျွန်တော်တို့ဦးစားပေးရမယ့်အနေအထားမှာရှိတယ်။ဒါ City ကဂျာက်ကဘာပွဲမှာမရှိတော့တဲ့အတွက်ကြောင့်မလို့ဒီနေ့ပွဲစဉ်ကို City အသင်းအနေနဲ့ဘလူးကန်ကန်အဆင်ပြေနိုင်တဲ့အနေအထားဖြစ်သွားတဲ့ကြောင့်ဒီနေ့ပွဲစဉ်မှာဒါ City အသင်းကတော့100%လုံးဝလူထုတ်ပြီးတော့ကန်သွားမယ်လို့ ကျွန်တော်အနေနဲ့ပုတ်ကူအေးရရမြင်ပြီးတဲ့တဲမှာပါတယ်ဗောနော်အဲ့တော့ပြောချင်တာလက်ရှိမှာ United အသင်းအနေနဲ့ဒီနေ့ပွဲစဉ်ကသူတို့တက်ကခန်းစစ်ပိုင်း strong ဖြစ်တာဆက်လက်ပြီးပြသမယ် Citizen ကဒီနေ့ပွဲစဉ်မှာခန်းစစ်ပိုင်းကနမောနမက်မလုတ်ပြမလုတ်တင်တဲ့ပွဲစဉ်တော့လို့ကျွန်တော်အနေနဲ့မြင်တယ်နောက်တင်းလုံးကလက်ရှိမှာဒီနေ့ပွဲစဉ်ကအရေးပါတယ်လို့ပြောလို့ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ City အသင်းတို့ပို့ပြီးရေးပါတယ်အပေါ်ကအသင်းတွေ down shot တာအမှတ်ရော့နေတဲ့အချိန်မှာ City အသင်းဒီနေ့ပွဲစဉ်မှာဒါနိုင်ခဲ့မယ်ဆိုရင်တော့ Northern Forest နဲ့သုံးမှတ်ခေါ်သွားမယ်အာဆုံတင်းတဲ့ဒါကျွန်တော်အဲ့လောက်ကြီးအမှတ်မကပ်ပေမဲ့ဒါပြန်စစချင်းမှာဆိုအဆင့်3လောက်ထိတက်လက်နိုင်ဖို့အတွက် က်စီးရီးသင်းနဲ့ပြန်ပြီးမျှော်လင့်ကြရပါမယ်ယူနိုက်တက်သင်းတော်ဒီနေ့ပွဲစဉ်မှာနိုင်ခဲ့မယ်ဆိုရင်တော့ကျွန်တော်ရမှတ်၄၀နဲ့တူတာကျွန်တော်ဝမ်တူတန်တွင်ပြန်ဝင်ဖို့အတွက်ဒီနေ့ပွဲစဉ်ကတော်တော်လေးကိုဟုတ်ဖြစ်သွားနိုင်တဲ့အနေထားတစ်ခုမှရှိမယ်လို့ကျွန်တော်ရဲ့ပုံကိုကြီးရမှာမြင်ပြီးအဲ့တော့နှစ်သင်းလုံးတို့ကဒီနေ့ပွဲစဉ်မှာတော်တော်လေးကို crucial ဖြစ်တယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် lead မတိုက်ပဲဒီနေ့ပွဲစဉ်မှာ AC ကြီးရမယ်လို့လည်းအကုန်လုံးမျှော်လင့်ထားတဲ့တဲ့မှာပါတော့ပါပဲအားလုံးမကြိုးတူပါနဲ့ကောင်းမွန်သောဒီနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေကျွန်တော်တောင်းကုန်ပြီပါဦးဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ဒီ for you တို့မှာဂျင်း လို့ကျွန်တော်ပေါ့ဝင်ကူညီလို့ရပါတယ်။မြန်မြန်လေးလေးကလစ်ဖို့မမေ့ကြပါနဲ့ဦးပြအောက်က comment တွေထဲမှာလည်း youth sport media 3.0ဆိုတဲ့ TV4 ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရ။မြန်မြန်လေးလေးကလစ်ဖို့မမေ့ကြပါနဲ့ဦးမြန်မြန်ကလစ်မမေ့နိုင်တာဖြစ်ပါတယ်။အားလုံးပဲကြိုးတူပါရဲကောင်းမွန်သောဒီနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပေးကျွန်တော်တို့ရနောက်မှ AACC တူးကြတာပေါ့ဒီခုချိန်မှာကျွန်တော်ကူညီပေးနေတယ်ကျွန်တော်တို့ဒါမြင်းငင်းတန်းကိုကူညီပေးနေညီကိုတယောက်ချင်းနေမောင်မကျောင်းချင်းနေကိုလည်းအများကြီးအများကြီးကြိုးတူပါ မာလေးပြောရင်းနေပဲကျွန်တော်တောင်းပန်ပြီးပါဗျဒေးဗော်ဗျ